မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာဟောဒီစစ်တပ်ကနေပြတဖက်သက်အပြစ်ခတ်ရဲဆဲထားပြီးတာတွေကိုအခွင့်အောင်းယူလိုက်တဲ့ဒီလက်နက်ကင်ဖွဲ့ရအများကြီးပဲဗျာဒီလားအာအေးရလေခွင့်ကောင်းယူပြီးတော့ညောင်ကျိုးကိုတင်ချပါရတယ်။သူတို့ကပဲကျေးဇူးပြန်တရားဝင်ပုံစံ။သူတို့ကစက်မတိုက်ဘူးပေါ့ နောက်ထပ်အဲ KIA လည်းဒီလိုပဲเนาะ KNU လည်းဒီလိုပဲ KNU ကအတော်တော်ဆိုးတဲ့ဖွဲ့စည်းပဲဗျာနာဒီစစ်တပ်ကနေပဲတစ်ဖက်သက်အပြစ်ခတ်ရဲစရာမှုပေါ်မှာအခွင့်ကောင်းယူပြီးတော့အဲသူတို့အကြံစီကြီးကြီးဖြစ်တဲ့ဒီကွန်ကရစ်မြို့ကိုရတိုက်ဖို့လုပ်တာသိလားအဲကွန်ကရစ်မြို့အဲ့တော့အားလုံးကစိုးရိမ်နေကျွန်တော်ဒီနေ့ကွန်ကရစ်နဲ့ဆ ਾਇ ရအောင်နော်အဲကွန်ကရစ်မြို့ကိုဒီ KNU အုပ်စုတွေနော်တမဟာတွေပေါ့ ပေါင်းပြီးတော့ဝင်လုံးတာအင်အားအလုံးကြီးလုံးဝင်လုံးတာပဲသိလားအဲ့တော့အင်အားလုံးကြီးလုံးဝင်လုံးတဲ့ချိန်မှာခလာရ60ခွန်ပေါ့ကော့ဂရိတ်မှာရှိတယ်အဲ့ဒီခလာရ60ခွန်ကသူ့ရဲ့ကာကင်းစခန်းကြီးထုတ်ထားတာကာကင်းစခန်းကြီးထုတ်ထားတာအများကြီးပဲနော်အများကြီးဆိုရမှာပေါ့ကျွန်တော်အများကြီးပေါ့ကာကင်းစခန်းကြီးကိုဒီတပုံစီလေးကြတယ်ပေါ့ KNY အုပ်စုကဝင်တိုက်တာဝင်တိုက်တာဝင်တိုက်တာဆိုလို့ရှိရင်တော်တော်ကိုတဲထိတ်ရင်ပေါ့ပါပဲအဲ့တော့ သူတို့ကနေပြီးကာကင်းတွေဝင်လုံးနေကာကင်းတွေကလည်းရွရွချင်ချင်ခံချတယ်အဲကာကင်းတွေကိုပဲဒီခလာ69ကနေပြစ်ကူတွေပေးအဲ့ဒီလိုနဲ့အဲ့ပွဲတော်တော်ပြင်းထန်ခဲ့တာတော်တော်ပြင်းထန်ခဲ့တဲ့အချိန်တွေမှာအာတက်ကလည်းနောက်ဆုံးပြေတော့သူ့ရဲ့ပေးနိုင်တဲ့ပြစ်ကူတွေအလုံးပေးလိုက်တဲ့အခါမှာ KNY ကလုံးဝစစ်ဦးကျိုးကြပါတယ်စစ်ဦးကျိုးကြပြီးငြိမ်သွားတယ်လို့ပြောလို့ရပါဗျာနော်အဲသူတို့ရဲ့ chance လုံးဝမအောင်မြင်လိုက်ဘူးပေါ့အဲ့တော့မအောင်မြင်လိုက်တော့ သူတို့တွေဆက်လက်ပြီးတော့ chance နေမှာတော့မလွယ်ဧကံအမှန်မဟုတ်ချဘူးဗျာနော်။ဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်လေနော်။အဲသူတို့အခုလောလောဆယ်တော့ခိတ္တညင်သွားတယ်။အဲ့တော့သူတို့အားလုံးကကြိုးရင်လည်းကျွန်တော်မင်းမျက်နှာတွေရှိရပါဘောနော်။အာကင်းပြီတဲ့အချိန်တွေဘယ်လိုဖြစ်နိုင်လဲဘယ်လိုဖြစ်နိုင်လဲဘယ်လိုဖြစ်နိုင်လဲဆိုတော့ကင်းပြီတဲ့အချိန်တွေကရလွယ်ရူးမှန်ရင်ဒါဘောတို့အုပ်စုတွေဒီတမဟာငါတမဟာ6ကတိန်းသွားတာကြာရောပေါ့ဟုတ်လားမလွယ်လွန်းအကြီးတို့သူတို့နာမှာမဟုတ်လို့သူတို့ မသိမ်းတာပေါ့နော်အဲ့တော့အခုမှထသိမ်းတယ်အခုမှထတိုက်တယ်ဆိုတော့ဒါလည်းသူတို့စစ်တပ်ကတစ်ဖက်သက်အဖြစ်ခတ်ရစဲမှုပေါ်မှာခွင်ကောင်းယူပြီးထတိုက်တာပဲဖြစ်မှာအဲ့တော့ကရင်ပြည်နယ်ပတ်သက်ကျွန်တော်လာမယ့်အချိန်မှာအဲကျွန်တော်ခန်းစားချက်အဲကျွန်တော်တုံ့တက်ချက်ပေါ့နော်ကျွန်တော်ပြောပါတယ်အရန်ကြီးလည်းမစိုးရိမ်ပါနဲ့ဘာကြောင့်လဲဆိုတော့ကရင်ပြည်နယ်အတိုင်းအတာအနေနဲ့ကတော့အဲသူလိုအပ်တဲ့ပါဝါနေနဲ့သူ့အသူထောက်ထားမိသားပါပဲဆိုလိုချင်တာက ခလာကုဇခွန်ဒီမြောက်ကွန်ကရစ်ကိုပြန်ရအောင်เนาะကျွန်တော်တိုက်သွားတာတွေ့ရနော်အဲ့ဒီစစ်တက်ကပြန်ရအောင်တိုက်သွားတယ်ခဏပဲခဏပဲခဏကွန်ကရစ်မျိုးပြန်ရအောင်ပါတယ်သူတို့တင်းသွားသေးတာเนาะစစ်သေးတဲ့ဒုံလေးတင်းသွားသေးတာအဲနောက်တော့ပြန်ရသွားတယ်เนาะပြန်ရသွားပြီးတော့အောင်စရာစစ်ချောင်းဆိုပြီးတော့စစ်တက်ကနေကင်းပြီးတော့ထိန်းဖို့အတွက်เนาะအောင်စရာစစ်စင်ရေးပေါ့စစ်ချောင်းကိုဒီကင်းပြီးတော့ကြောမှာလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါမှာအောင်စရာစစ်ချောင်းကအစစ်30ခွဲသွားတယ်ပေါ့เนาะ အဲ့တော့သူကတော့ကြောင်ကြောင်နောက်နောက်ပြောကြတော့ဗျာနော်အောင်စရစစ်ကြောင်းကြီးဘာမှလည်းပြောင်းနေပြီလားဘုလို့လဲအောင်စရစစ်ကြောင်းကသူကအဆင့်ဆင့်ခွဲထားတာဟုတ်နော်အဆင့်ဆင့်ခွဲထားဆိုတာကပရမတ်တဆင့်ကတော့မြောက်ဝီမြို့ရောက်သွားပြီနော်ဒုတိယတဆင့်ကတော့တောင်ကြီးကနေပြီးတော့နေမြရှင်လေးရေးဆက်သွားတယ်နောက်ထပ်တတိယအခွဲကတော့အဲကျွန်တော်ဒါကျွန်တော်သုံးသက်ချက်ပေါ့ကျွန်တော်မြင်နေရတဲ့အခြေအနေကိုကျွန်တော်ပြောပြဘာကြောင့်လဲဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်စီရေးကိုတောက်လျှောက်လေ့လာနေတဲ့အချိန်မှာ အားရအောင်စရဒီစစ်စင်ရေးလာနေအချိန်မှာကျွန်တော်လမ်းလောက်တားတာဘလို့ဖြစ်လို့မြောက်ဝီပြီးဒီစစ်တပ်ကြီးကရောက်လာတာလေအားအသိနေတော့ခေရယူနေမေးကြသလားဒါပေမဲ့အဲကျွန်တော်တို့တုံးတက်လို့ရတော့အနည်းဆုံးတော့၃ဖွဲ့ခွဲပါမယ်၃ဖွဲ့ခွဲတစ်ဖွဲ့ကတော့ရောက်သွားပြီနောက်တစ်ဖွဲ့ကတော့ဒေါနာတောင်ချီကနေပြီးတော့ဒီနေမရှင်းလေးရောက်နေတယ်အဲ့ဒီအဖွဲ့ကို69ကနေပြီးတော့တောက်လျှောက်ပေါ့နော်အဲစစ်ကူပြစ်ကူပုံစံမျိုးပေးနေလို့ကျွန်တော်တို့တုံးတက်လို့ရတယ်အဲ့တော့ကင်းမီနယ်တိုင်းတာနဲ့မြောက်ဝတီ အသင်ငန်းနေတော့ကျုံတို့ဒီမှာတိုက်ပွဲပြင်းကောင်းပြင်းမယ်နော်ဖိုက်ကောင်းဖိုက်လိုက်မယ်အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင် KNU နေနဲ့မလွယ်ပါဘူးအဲ့ဒီအပေါ်မှာပဲနောက်ထပ်ဒီဒီအဖွဲ့စည်းဒီဘယ်လိုမှစစ်တပ်ရဲ့စခန်းတွေတက်တယ်လို့ပဲကျွန်တော်တို့လေရင်နဲ့ထောက်ထားပေးရဆိုတဲ့ခါကျတော့မလွယ်ပါဘူးနော်အခုစစ်တပ်ရဲ့အပြစ်ခတ်ရဲဆဲမှုကိုအခွင့်ကောင်းယူပြီးသူတို့ဝင်လောင်းလိုက်တာဆိုရှင်သူတို့အတွက်တော်တော်ကြီးကိုကြာတာပါအဲ့တော့ အကီနီနေအားတက်တဲ့အနေနဲ့လည်းကျွန်တော်ဆက်လက်ပြီးလေ့လာကြည့်တဲ့အခါမှာဒီတက်တွေကစီလိုရေးအယောင်ကောင်းပါတယ်တဲ့နော်။နောက်တစ်ခုကတိုက်ရိုက်ခိုက်ရင်တိုက်ချင်စိတ်ခိုက်ချင်စိတ်အမြင့်ဆုံးအဆင့်မှာရှိနေပါတယ်။အဲနောက်တစ်ချက်အနေနဲ့ကအထက်အောက်ဆက်ဆံကြီးတွေကအစမျှတလုံးနဲ့နော်ပြီးလို့ရှိရင်မိတ်ဆွေတငယ်ချင်းညီကိုတွေလိုဆက်ဆံကြတယ်လို့ကြားသိရတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ဒီနေ့ကရင်ပြည်နယ်အခြေအနေလေးမှာဆုံးသက်တို့ချုံပြီးတော့ဗောနော summary ရလေးပြောရမယ်ဟဲ့ဆိုရှင် color 69ရဲ့ကာကင်းတွေဝင်တိုက်တယ် တိုက်တဲ့ကာကင်းတွေကိုလည်းကာကင်းတွေရုပ်ရှင်ရုပ်ခုခံအတွက်ကြောင့်မို့လို့စေတူရသဘုံများစီဦးကျိုးသွားတယ်ကိုသက်ခွန်ကလည်းလက်နက်ကြီးတွေဖြစ်ကူ special ပေးတဲ့အတွက်ကြောင့်မို့လို့လည်းသူတို့တော်တော်အထိနာသွားတယ်အခုလက်ရှိတော့ငြိမ်နေတယ်လို့ပြောလို့ရတယ်အဲ့တော့ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်အောင်ပါဗျာနော်ဟုတ်ပြီဒါကတော့ကရင်ပြည်နယ်အခြေအနေပေါ့ဗျာနော်အော်ကရင်ပြည်နယ်အခြေအနေပြောရရှိရင်တော့နောက်ထပ်ကျွန်တော်တို့ညောင်ကျိုးပေါ့ညောင်ကျိုးကိစ္စလေးဆက်ရအောင်နော်ညောင်ကျိုးကတော့အဲပြီးခဲ့တဲ့တစ်ခေါက်ကကြာသွားပြီဒါကျွန်တော်လည်းဝန်ခံတယ်နော် ကျွန်တော်ကကြာရင်ကြာတယ်မကြာရင်မကြာဘူးဖြစ်ရင်ဖြစ်တယ်မဖြစ်ရင်မဖြစ်ဘူးဆိုကျွန်တော်ရိုးသားမှာဗျာနော်အရိုးသားလေးဝင်ခံပါလေမကြတော့ကြပါဆိုအော်နေတဲ့ခိုင်ဒုက္ခတော်မှာလူလိန်လေးဆုံးနှစ်ပတ်လောက်ဖြစ်သွားသေးတာဘူးနော်လူလိန်နှစ်ပတ်သုံးပတ်လောက်ဖြစ်သွားသေးတာပဲအဲ့တော့ကျွန်တော်တို့ကြပြီဆိုတဲ့အချိန်မှာလဲတကယ်ကြလို့ကြလို့ပြအဲ့တော့ကျွန်တော်ကြပြီဆိုတဲ့အချိန်နောက်တစ်ရက်မှာပဲဒီခိုင်ဒုက္ခတော်တပ်ပုံလေးတင်လာလीနော်အဲ့တော့အဲကျွန်တော်အနေနဲ့တော့ဖြစ်စဲဖြစ်စဲရှိစဲရှိစဲပဲကျွန်တော်ပြောရမှာပါအဲ့တော့ ညောင်ကျိုးချင်တွေကိုကျွန်တော်ဒီနေ့အဲပြောမယ်ဟိဆိုလို့ရှိရင်ညောင်ကျိုးပတ်ဝန်းကျင်မှာတော့ထိတွေ့မှုဖြစ်ပါတယ်နော်ထိတွေ့မှုဖြစ်တဲ့အတွက်ကြောင့်မို့လို့တက်ကအဲလက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်သူတို့ဘက်ကလည်းလက်နက်ကြီးနဲ့ပစ်ပြီးတော့နောက်ဆုတ်ပြေးနေတာတွေရောရှိတယ်ပေါ့ဗျာနော်အဲ့တော့ညောင်ကျိုးကိုကြော်လာလို့ရှိရင်ကျွန်တော်ချင်းကုန်းဆိုညောင်ကျိုးရဲ့အပေါက်ညောင်ကျိုးထွက်ပေါက်လို့ခေါ်မလားဝင်ပေါက်ပဲခေါ်မလားကျွန်တော်အုတ်ရှိပင်းလာလို့ရှိရင်တော့ဝင်ပေါက်ပေါ့ဗျာနော်ဒီဘက်သူ အဲတောင်ကုတ်ဘက်ကလာတဲ့ဟိတ်ဆိုလို့ရှိရင်တော့ထွက်ပေါက်ပေါ့အဲ့ဒီနားမှာသူတို့ကဒီချင်းကုန်းကိုသူတို့ကတော့ဟုတ်တယ်သူတို့ရထားတယ်အဲ့တော့ချင်းကုန်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့နေရာမှာတက်ကစခန်းချထားတာကိုသူတို့မသိဘူးမသိဘဲနဲ့ဝင်လာတဲ့အခါမှာတော့အဲအေးအေးဒီပေါ့နော်ဒီအားလုံးပေါင်း16ယောက်နဲ့တနက်၄လက်ကြံခဲ့တဲ့အခြေအနေကြီးဖြစ်သွားပါတယ်နော်16ယောက်သူတို့ဘက်ကကြက်သွားတယ်အဲ့တော့ဒါကညောင်ကျိုးအချိန်နေဒီလိုမျိုးဒီကဲ့သို့ဒီချမ်းသာရှိတယ်ပေါ့ဗျာနော် တော့ညောင်ကျိုးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် AA အနေနဲ့ကစက်မတိုက်ခြင်းတဲ့ပုံစံမျိုးတွေရှိတယ်။နော်စက်မတိုက်ခြင်းတဲ့ပုံစံဘာကြောင့်လဲဆိုတော့စက်တိုက်လို့ရှိရင်လည်းအဲမလွယ်ဘူး။မလွယ်တဲ့အကြောင်းမို့လို့သူတို့ AA တွေခြားထဲမှာလည်းအကွဲပြဲတွေဖြစ်နေလို့ကျွန်တော်ကြားသိရတယ်ပေါ့နော်။အဲ့တော့သူတို့ကယွာလေးမှာဝင်ပုံးနေအဲ့ဒီယွာလေးကတော့စစ်တပ်ကနေပြီးတော့သူတို့ဝင်ပုံးနေသူတို့ရှိနေတဲ့ကြောင်မို့လို့လေချောင်းရေးယူမှုတွေဆောင်ရွက်ခဲ့ပါတယ်เนาะလေချောင်းလေချောင်းရေးယူမှုတွေဆောင်ရွက်ခံမှာအ အဲကျွန်တော်ကြားသိရတဲ့သတင်းတွေရဆိုလို့ရှိရင်တော့อืมအဆလူရွာနာမှာဘုံကျဲခံတယ်ဘုံကျဲခံတဲ့အခါမှာအဲကျွန်တော်တို့အစိုးရပိုင်စင်အလုံးပေါင်း10កောင်ရှိတာဟာတကောင်တည်ပါတယ်9កောင်စင်9កောင်တန်ရရတာအဲ့ဒီစင်နေနဲ့သူတို့ကဒိုနယ်ဆမ်ရွာရဲ့အနောက်ဘက်ကနေပြီးတော့ဒီတခိုးထုတ်နေတာလည်းရှိတယ်အေးအေးနဲ့ဒီသူတခိုးနဲ့ပေါ့မနော်သူတို့ပြတော့ပြောမှာဆိုတော့အေးအေးတခိုးထုတ်နေပြီပေါ့ဗျာနော်အေးအဲ့တော့အဲ့နေရာလေးလေနဲ့ နေနဲ့အရှင်းခံထိပါတယ်နော်အရှင်းခံထိတော့ A တွေထိနာသွားတာအဲ့ဒါလည်းအမှန်ပဲဖြစ်တယ်နောက်ထပ်ကျွန်တော်တို့အမ် AA တွေခိုအောင်နေတဲ့ AA တွေပေါ့ဒီထိခိုက်တံရရှိသူတွေစေကုနေတဲ့ AA တွေခိုအောင်နေတဲ့စွပြရွာတို့တပြေကုန်းရွာတို့ဆိုလို့ရှိရင်အဆေးရအေးယူခံရတဲ့နေရာမှာလည်းတတော်အထိခိုက်နစ်နာတဲ့အခြေအနေမျိုးရှိတယ် AA တွေတော့ထိနာပါတယ်နော် AA တွေဝင်ခိုခဲ့တဲ့ရသွားပါတယ်ဆိုတော့ပကံကွဲရွာဆိုလို့ရှိရင်လည်း သစိမ်းကောင်းပါဘူးပကံခွေးရလုံးဝပြာနေပဲဖြစ်သွားပါတယ်နော်အဲ့တော့တို့ဒီညောင်ကျိုးကလည်းတို့ရပြီလို့သာပြောတာပါညောင်ကျိုးလည်းပြောရင်ပြောရရင်ပြာနေပဲဖြစ်သွားတာဟုတ်နော်အဲ့တော့တော်တော်လေးအထီနာနေဟုတ်ပြီအေအေရဲ့နောက်ထပ်ဒီစစ်ပြေးဖွင့်ထားတဲ့နေရာကအေယာဝတီနဲ့နော်ကျွန်တော်တို့ဒီရခိုင်ရိုးမအဆက်ပေါ့အဲ့ဒီမှာအေအေစေးဖွင့်ထားတယ်ပေါ့နော်အဲ့ဒီနေရာမှာလည်း အဲ့တနည်းအားဖြင့်ပြောမယ်ဆိုလေးမျက်နှာမျိုးနဲ့ရည်ကြည်မျိုးနဲ့ပေါ့အဲ့ဒီအဲ့ဒီအဆက်မှာပါလို့ရှိတယ်ဆိုလို့ရှိရင်ရွာရှိတယ်ပေါ့ရွာကဆက်ဆက်ရွရွာတို့ဘောင်ခွေးကောင်းရွာလို့ရှိတယ်အဲ့ဒီရွာတွေရဲ့ရှိတဲ့နေမြေမှာအေးအေးလေးခိုအောင်နေတဲ့ကြောင့်မလို့အဲ့နေရာကိုစစ်တပ်ကသတင်းလက်ဦးမှုရယူပြီးတော့လေးချောင်းပြစ်ကူနယ်တေချာရှင်းလင်းခဲ့တဲ့အခါမှာအတော်တော်လေးတော့စော်ပါတယ်နော်စစ်တပ်ကလေရင်နဲ့လည်းပြစ်သလို drone နေနဲ့လည်းကျဲသလို point 5နေနဲ့လည်းကျဲပါတယ်တော်တော်များများအဲတိုက်ပွဲကတော်တော်ရပြင်းထန်နေလို့ပြောလို့ရတယ်နော် အဲ့တော့စစ်တပ်ကလက်ဦးမှုရတယ်တရင်လက်ဦးမှုရတယ်ပြီးလို့ရှိရင်အမ် AA တွေကိုကြာရှုံးအောင်တော့အကြောဆုံးမြောက်အောင်တော့လုပ်နိုင်တယ်ဒါကအခုလက်ရှိ AI တိုင်းရဲ့စေရေးချင်တယ်ပေါ့ဟုတ်ပြီအာကွင်းကောက်မြို့နယ်မှာလေ့ကျင့်အကြောင်းရှိတယ်နော်အဲလေ့ကျင့်အကြောင်းကိုတိုက်ဖို့အတွက်က AA ကကြံစီတယ်ကြံစီနေတော့အဲ့ဒီတဲ့ကို AA တွေစိတ်ဝင်နေတယ်အဲ့ဒီကွင်းကောက်မြို့နယ်မှာပဲဘယ်သူရရှိလဲဆိုလို့ရှိရင်ရခိုင်ပြည်နယ်ကနေစစ်ရှောင်လာတဲ့ ရခိုင်ပြည်နယ်သားတွေရှိတယ်အဲ့ပြည်နယ်သားတွေထဲမှာရိုးသားတဲ့ရခိုင်တိုင်းရင်းသားတွေပါနိုင်တယ်လို့စစ်သေးကြအေးသဘုံတွေလည်းပါနိုင်တယ်လေအဲ့တော့ကြောင့်မလို့တော့နော်အကွင်းကောက်ကတော့အထူးတတိထားရမှာဖြစ်တယ်နော်အဲ့နောက်တစ်ခုကလေးမျက်နှာမှာပဲရှိတဲ့ပန်ဒိုကြီးပေါ့ပန်ဒိုကြီးမှာလည်းတယ်ဒီမကြီးချနေမှာကျွန်တော်လက်ရှိကြားသိရလောက်ဆိုလို့ရှိရင်တော့မနေ့ကညအထိကဟိုပေါက်ကွဲတံတွေကြီးချနေရတယ်ဆိုတဲ့ခါကျတော့အဲ့ဘက်ချမ်းမှာလည်းစစ်တပ်ကလေနဲ့နော်ရေးယူနေစေးရရေးယူနေရှိတယ် တော့ဆိုလိုချင်တာကအေယာဝတီဆက်မှာစစ်လာနေပါပြီနော်စစ်လာနေပြီဒါမဲ့တော့ဆက်လက်ပြီးရှေ့တိုးနိုင်မတိုးနိုင်ဆိုတော့ကျွန်တော်တို့အတိအကျမပြောနိုင်ဘူးစစ်တပ်ကလည်းအကောင်းဆုံးအကောင်းဆုံးနှိမ်နင်းနေပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တာစစ်နယ်မြေအဲစီရေးအခြေအနေပေါ့နော်သတင်းလေးအားဖြင့်ဆိုရင်ကရင်ပြည်နယ်စီရေးသတင်းကိုကျွန်တော်ပြောခဲ့ပါတယ်နော်အခုတော့ညောင်ကျိုးသတင်းညောင်ကျိုးမှာလည်းကိုဘကရလက်ကောင်းပါတယ်အခုစစ်တပ်ကတော့အခုချိန်အထိကဒီနေ့ဆို19ရက်နေပေါ့ဗျာနော်19ရက်နေဆိုတဲ့ခါကျဒီနေ့အထိကအဲစစ်တပ်က ပြစ်ခတ်ရစဲထားတဲ့ဆဲပဲဖြစ်တယ်အဲ့တော့ဒီပြစ်ခတ်ရစဲမှုဒီပုံမှာအခွင့်ကောင်းယူနေရတော့ရှိတယ်အဲ့တော့ပြစ်ခတ်ရစဲပြီးတော့စစ်တပ်အနေနဲ့တော့လုံတင်တာကိုလုံမယ်လို့တော့ကျွန်တော်တို့သုံးသပ်တယ်ပေါ့ဗျာနော်အဲ့တော့ကြောင့်မို့လဲ AA ကညောင်ကျိုးကနေပြီးတော့ပြန်ခွာနေရအောင်တွေ့ရတယ်။ညောင်ကျိုးကနေပြန်ခွာပြီးတော့ဒီကျွန်တော်ကြောက်ဖြူကိုအရလုံးဖို့အတွက်ဒီနေ့စူးစမ်းနေရရှိရဲ့။အဲ့တော့ဒီပေါ့ AR reset တို့ဒီဘကိုးဆက်တို့မှာတော့သူတို့ဖြစ်တဲ့အရှိဆုံး တို့အေးအေးကတဖွဲ့လည်းမဟုတ်ဘူးအေးအေးကဘသူတွေပါလဲဆိုရှင်ကျွန်တော်တို့ချင်းပေါ့ချင်း CDF တို့နောက်တစ်ခုချင်း brother ဟုတ်လို့မပါဘဲမနေနဲ့တို့ပါပါပဲเนาะတို့တွေပါတယ်အခုက PD data ခံ PDF တွေပါတယ်အဲ့တော့အေးအေးကများစီအောင်ဖြစ်တာအေးအေးတွေက